ိန္ဒိယနိုင်ငံကိုကတာမြို့ရှိဟိုတယ်တစ်ခုမှာမိလောင်မှုဖြစ်ပွားခဲ့တာကြောင့်လူ15ဦးထက်မနည်းသေဆုံးခဲ့ကြောင်းရဲတပ်ဖွဲ့က AP 30ရက်နေ့မှာပြောကြားခဲ့ပါသည်။ AP 29ရက်မွန်းလပိုင်းကဖြစ်ပွားခဲ့တဲ့အဆိုပါမိလောင်ကျွမ်းမှုတွင်ဟိုတယ်ခန်းများအတွင်းရှိတဲခိုနေတဲ့လူများမိဘမလွတ်ရန်ဟိုတယ်ခေါမိုးပေါ်တက်နေကြသူများကိုကယ်တင်နိုင်ခဲ့ကြောင်းကိုကတာရဲတပ်ဖွဲ့ကြီးကကိုကတာရဲတပ်ဖွဲ့ကြီးကမနိုဖာမာကပြောကြားခဲ့ပါသည်။ ဟိုတယ်ကတန်ငွေလွတ်တဲ့အခန်းကြီးလိုဖြစ်သွားပါတယ်။လူများပြားတက်ရှူချက်ပြီးတေဆုံးခဲ့ပါတယ်လို့ဖာမာကပြောကြားခဲ့ပြီးမိလောက်ကြွရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေရလို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ပေါ်နေဟိုတယ်ဟာကုကတာမြို့အလဲပိုင်းစီးပွားရေးအခြေချကြတဲ့နေရာမှာတည်ရှိပါတယ်။ မီးလောင်ဒဏ်ရာများရရှိသွားခဲ့တဲ့ဒါဇင်နဲ့ချီရဲ့လူများကိုဆေးဝါးကုသပေးနေကြောင်းတာဝန်ရှိသူများကပြောပါရယ်အထက်၆တက်ရှိတဲ့အဆိုပါဟိုတယ်ရဲ့ပထမတက်မှာမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးအဆိုပါထက်တွင်ဘားတစ်ခုကိုတိစောက်ပြီးချိန်တွင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ဟိုတယ်ဝန်တွေကပြောကြားခဲ့ပါရယ်အိန္ဒိယတွင်ဘေကင်းလုံခြုံမှုပိုင်းဆိုင်ရာစီမင်းစည်းကမ်းများအားနည်းမှုကြောင့်အစားအုံများမကြခဏမီးလောင်ကျွမ်းခဲ့ပါရယ်